အလုံးဝမိကလာပါရှင်ဒီနေ့ကတော့ခမွန်ကအလုံးစိတ်ဝင်စားမယ်အကြောင်းလေးတကယ်ကမောရှေ့ပြချင်းလိုပါအဲ့ဒါကဘာလဲဆိုတော့ကမောခုတလောအဲ့တော့ရွှေစုမြေခုတလောမမဟုတ်ဘူးကမောအိုးအရင်နဲ့ရွှေစုတယ်ရွှေကိုအရင်သဘောကျတယ်ဘာလို့ကမောအမေကလဲလို့ လဝိယတနာရွှေလေးစိန်လေးစုတာများတယ်။စိန်ကဘလိုပြောမလဲပြန်ရောက်လို့ရှင်အဲ့လောက်အမျက်တွေပါရင်မရှိဘူးစိန်ကရွှေရကြတော့အဲ့တော့တကမာလုံးကတုံးနေတဲ့သွေးတော့ investment တခုတမျိုးဖြစ်တယ်အဲ့အတွက်ကြောင့်မို့ရွှေရဲ့ price ကဒေါ်လာနေပါအဲ့လိုအရန်အပြောင်းလဲရှိရေပေါ့နော်ဒါပေမဲ့ဒေါ်လာနဲ့ရှင်လို့ရှင်ဒေါ်လာကအရန်ကျ အတက်အရန်မြင်တယ်ဒါပေမဲ့ရွှေရဲ့အဲဒီ price ကိုကြည့်မယ်ဆိုလို့ရှိရင်အနှစ်20ကနေပြီးတော့အခုအခု2000ဟိုအနှစ်20အရင်ကတော့ကြည့်မလားနောက်မို့ဆိုရင်အနှစ်30အရင်တော့ကြည့်မလားကမ္မနော်တောင်နဲ့ဝယ်တဲ့ရွှေကအခုဆိုရင်တထောင်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေ့ရရွှေ price ကအရန်ရတဲ့မျိုးမီး ကတ္တာအခရီလို့ပြောမှာကမလို့ဂျပန်လို့ဆိုလို့ရှိရင်ဒီလိုမျိုးတက်နေရပဲရှိတို့ကြပါလားမရှိဘူးချီတော်ကလို့တက်တဲ့ချိန်မှာတို့အတွန့်တွန့်လေးတော့ဖြစ်နေပြင်မယ်ဒါပေမဲ့လိုလုံးဝလိုချက်ပဲလိုမျိုးရှိရမျိုးလုံးဝမရှိဘူးပေါ့နော်အဲ့တို့ကြောင့်မခမောကအမြဲတမ်းကမောပတ်စံစိုးရတာအရင်စိတ်ဝင်စားတယ်ဒါပေမဲ့ပတ်စံကိုလိုမျိုးပတ်စံအတိုင်းထားထားလို့ရှိရင်ဘာမှပတ်စံဒီတိုင်းထားလို့ရှိရင် ဂျပန်ရဲ့အတိုးနှုန်းက0.01ဆိုတော့ low အမတိုးအတိုးကမမြန်မြန်မာနိုင်ငံဆိုရှင်0.5ကြီးပါလေ0.8ဒီပါလေဆိုအမြတ်အရာတော့အတိုးရတော့အတိုးနဲ့စားရဲဆိုရှိရတယ်ဒါပေမဲ့ဂျပန်မှာအဲ့ဒါမျိုးမရှိရဲ့အတွက်ကြောင့်မို့အဲ့ဒါကြောင့်မို့လဲဂျပန်ကပတ်စံချီရတာလုံပေါ့နော်လုံယူရတာကိုလွယ်တယ်အဲ့ကြောင့်မို့ကိုယ်တွေအဲအိမ်ဝင်မယ်ဆိုလို့ရှိရင်လုံယူရတာလွယ်တယ်ဘာဖြစ်လို့ဆိုတော့အတိုးအလောင်းမရှိလို့ အကြောင်မို့သူတို့ဘန်မာထားလဲပြန်မတိုးပွားလာအကြောင်ခမိုးတို့တွေကအဲတို့ရှင်းနီစာတို့အဲသူတို့ဘာလဲ bitcoin တို့ရွှေတို့ဒေါ်လာတို့အမျိုးတွေဝယ်ပြီးတော့မှ investment လုပ်တယ်ဗောနော်အဲဘာမအရင်ကဆိုရင်အဲညမနိုင်ငံပြန်တိုင်းရွှေဝယ်ပြီးတော့မှရွှေလက်ဆဆွေကြိုးလက်ကဘာလို့ဆိုရွှေအတုံးခေးယူလာလို့ညလို့ဆိုပြီးတော့ခမိုးအဲ့လိုမျိုး accessory တွေလုပ်ပြီးတော့မှခမိုးယူပြီးတော့မှဂျပန်မှာဆူထားတယ်ဒါပေမဲ့ အရင်တစ်ခေါက်ပေါ့နော်ခါမောဘာရမဟုတ်ပါဘူးဆိုင်အ test အနေနဲ့ဂျပန်ကအဲ့လိုမျိုးရွှေတွေဝယ်တယ်ဆိုလို့ခါမောကအဲ့လိုမျိုးအဲ့တော့အဲ့ကောင်မရှိ accessory တွေအကုန်လုံးသွားပြီးကြည့်ကြည့်ရ accessory အကုန်လုံးမဟုတ်သေးဘူးနော်လက်လက်ထဲမှာလက်စွပ်နဲ့လက်ကောက်ရှိရမယ်အာဝတ်ထားရတယ်အဲ့ site တစ်ခုမှာဂျပန် site တစ်ခုမှာခါမောသွားပြီး test လုပ်ကြည့်ရ test လုပ်တဲ့အခါကျတော့ခါမောရွှေကသူက ဲ့နဲ့ဒီဟာတဲ့ရွှေစစ်မဟုတ်ဘူးတဲ့ဆိုပြောမှတပြောတယ်ဘာဖြစ်လို့ဆိုတော့ဂျပန်ကြီးရဲ့ရွှေဆိုလို့ရှိရင်အဲ့တော့ဒီမာတဲ့နင်းဟာဘာမှမရတာဘူးတဲ့ဆိုပြောခမောပြောတယ်အဲ့တော့ခမောပြောအေးငါမြန်မာနိုင်ငံမှာတေချာလောက်တာမှန်ပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် K18 နောက်မှဆိုလို့ရှိရင် 950AU လို့မျိုးရေးထားရပါတော့ Platinum ဆို PT ကဘယ်လောက်လဲ950လား ှင် I'm sorry ပြန်ပြီးအသိမှပြန်ရေးတာပဲပေါ့နော်အဲ့လိုမျိုးရေးတတ်တယ်အော်နော် K မှာဆိုလို့ရှိရင် K အဲတော့10ရှိမယ်14ရှိမယ် 18ရှိမယ်24ရှိမယ်22လားရှိလားတော့မသိဘူးနော်အဲ့လိုမျိုးရှိမယ်အဲ့လိုဆိုတော့24ကတော့လုံးဝ pure gold ဖြစ်တဲ့အတွက်ကြောင့်မို့ဘာမှမယောထားဘူးဒီဟာကြတော့တခြားဟာတွေယောထားတယ်ပေါ့နော် 80k ဆိုလို့ရှိရင်ဥမာအဲတော့အယောအတွက်အလက်ခါတော့ဒီလက်စွပ်လုပ်ဖို့အတွက်ကိုတခြားသူတို့လုပ်တဲ့ဟာတွေအဲ့တော့ကြောင့်မို့ဒါကတော့ရောင်းရင်လည်း 80k ရဲ့ price ပဲရမယ်ပေါ့နော် အခု market price မှာဥမာဒီနေ့ဘလောက်ဆိုပြီးဖြစ်နေတဲ့ဟာကတော့ 24k ရဲ့ price 18k ရဲ့ price အဲ့လိုမျိုးတွေရှိ ရပါတော့အဲ့ဆိုတော့ခမောအခမွေးရဲ့လက်လက်ညမနိုင်ငံဝတ်လေလှုပ်လာတဲ့ဟာလေးကိုတွဲရောင်းကြည့်啊သူကဂျပန်နေရဲ့အဲ့နေရာနေခမောကလုံအောင်လွတ်လိုက်တယ်ဘာဖြစ်လို့ဆိုတော့နေရာဘာမှမရေးတာဘူးပထမတစ်ခုပြီးတော့သူတို့အဲ့မှာအဲ့တော့ရေနဲ့ magnet တို့ဘာလို့သူတို့ရဲ့ဟိုရွှေအစစ်လားမဟုတ်လားဆိုတော့စစ်တဲ့ဟာရှိအဲ့ဟာရင်းနဲ့သူတို့အစုံစစ်ကြည့်ဘာမှမဟုတ်ဘာမှမဖြစ်လားအဲ့ဒါဆိုတော့နေဟာတဲ့ 水没骗来，我的看莫矮，六十多岁，芒果，包括六十岁，看莫水水水水间路，芒果，大概两百斤，尼玛那点水在么回来了？啊拉要专门买些着不罗么米呀？但没看莫。 လက်မလျှော့ဘူးဂျပန်မှာရှိရဲအဲ့လိုမျိုးရွှေဝဲဆိုဝဲတယ်ဆိုရဲဆိုင်နေရှိရဲလေအဲ့ဆိုင်နေမှာခမို့သွက်စစ်တယ်၃ဆိုင်ရှိတယ်၃ဆိုင်လို့ခမို့လုံးဝမရဘူးနိဟာရွှေမဟုတ်တဲ့အတွက်ကြောင့်ငါတို့စင်မှာတော့ရောင်းလို့မရဘူး sorry ပါဆိုပြီးပြောတယ်ခမို့အရင် shock ဖြစ်တယ်ခမို့အသေးပတ်စံအများကြီးပြီးပြညမနိုင်ငံမှာဝယ်လာတာဒါပေမဲ့လုံးဝဒီမှာရောင်းလို့မရတဲ့အတွက်ကြောင့်ခမို့အရင် shock ဖြစ်တယ်ဒါပေမဲ့ အဲတချို့တလေရှိရဲ့အဲသူနိုင်ငံခြားကရွှေတွေဂျပန်မှာတချို့ရောင်းလို့မရဘူးတဲ့ဘာဖြစ်လို့ဆိုအဲ့လိုသူတို့ရဲ့ဟိုစစ်တဲ့ဟာမျိုးတစ်မျိုးတက်တက်ရှိရဲ့ပေါ့နော်အဲ့လိုမျိုးစက်တဲ့ဟာဂျပန်ကြီးရဲ့စက်တွေမှာမပေါ်တဲ့ဟာလည်းရှိရဲ့ဆိုအကမောတိုကျိုတိရောတော့မစစ်ရသေးပေမဲ့ဒီရှိစိုးကောင်မှရှိရဲ့၃ဆိုင်လောက်မှာတော့ကမောရဲ့ဟာကလုံးဝအဲ့တော့အစစ်မဟုတ်ရွှေစစ်မဟုတ်ဘူးရှိုး just plating လို့ထားတာဆိုပြီးကမောပြောထားတယ် အကမအရင်မျိုး shock ဖြစ်သွားတယ်အဲ့ဒီအနေစားပြီးညမနိုင်ငံအဲ့တော့ အထည်တွေမဝယ်တော့ပြိုးဝဲဖြစ်တော့ပဲ ਨੇ ဒါပေမဲ့ကိုယ်ကရွှေရမ်းစုကျင်တဲ့အတွက်ကြောင့်မို့ဂျပန်နိုင်ငံမှာအဲ့လိုရွှေဟိုအတုံးစုလို့မရဘူးလားဆိုပြီးတော့ခါမွန်လိုက်ရှာတာရှာတဲ့ချိန်မှာခါမွန်အဲ့အရွှေစုတဲ့ရွှေအတုံးဝယ်နေရတဲ့အများကြီးပဲရှိရဲအဲ့တည်းမှာမှဂျပန်မှာနာမည်ကြီးရဲ့အာနော်တာနာကာကီကင်းဆိုကူဆိုတဲ့ဒီနေရာလေးကိုတွေ့ရပေါ့နော်အဲ့နေရာအဲ့နေရာမဟုတ်လဲတခြားနေရာအများကြီးရှိပါတယ်ဒါပေမဲ့အခု အဲ့တော့ကမွားဟိုရင်ကတင်ပြီးတဲ့ဝင်အိမ်ညမိုင်တန်းမှာခစ်စားသွားတာလားဘာလာတော့မသိအကုန်လုံးဒီရပဲဝယ်ရဒီရမဟုတ်လဲတခြားနေရာတွေအများကြီးပဲရှိပါတယ်ဒီကတော့အဲ့တော့ဂျပန်မှာ second နာမည်အကြီးဆုံး first နာမည်အကြီးဆုံးကတခြားနေရာရှိတယ်ဒါပေမဲ့ကမွားထုတ်မပြောတော့ပါဘူးချိန်တဲ့နေရာမှာဝယ်လို့ရပါတယ်အဲ home page လေးရှိရပေါ့နော်သူကအဲအခုကရွှေဟိုအတုံးလိုက်လက်မှာဝယ်တာမဟုတ်ပဲနဲ့ internet ကနေပြီးတော့မှ အဲ့တော့ problem တွေသူတို့ရဲ့ထိုးရှိ investment တခုပေါ့နော်တစ်လကို3000ပေးပြီးတော့မှအဲနေရွှေဘလောက်ဝယ်လို့ရရပါဆိုဝယ်ဝယ်လို့ရပါတယ်ဆိုပြီးတော့မှအဲ့လိုမျိုးလေးရှိရခမောအဲ့ဒါတော့ခမောတိတ်တပုံမကြာခမောလက်ထက်မှာပစ္စည်းရှိမှသဘောကြတာဆိုတော့ခမောပတ်စံစုမိပြီးဆိုတာနဲ့တစ်လကိုခမောအဲ့ ရွှေတော့ဝယ်လိုက်ပါเนาะခမိုးအဲတော့ပထမဆုံးဝယ်တာကဒီ20 gram ရဲ့ဟာလေးကိုဝယ်တာအပြားပေါ့เนาะမြန်မာနိုင်ငံဆိုလို့ရှိရင်တော့လို့တုံးနေရတယ်ပေါ့เนาะဒါပေမဲ့ခမိုးကတဘောကြလို့ဆိုပြီးတော့မှဒီ20ပြားလေးကိုဝယ်တာပထမဆုံးဝယ်ကြည့်ရပါเนาะအရင်ရင်တဘောကြတဲ့အဲဒီချန်နီအိမ်မှာလည်းရှိပါတယ်ရှင်ကိုပေါ့လုံးဝ100%ကိုပေါ့နော် အဲ့ဟာလေတောက်တိလေးပဲရှိရဲ့နော်ဒါမှမဟုတ်20 gram ပါဒါခမုံဝေတော့ဆိုလို့ရှိရင်ခမုံမနစ်ကတလပိုင်းလောက်ကဝေရလားအဲ့တုန်းကဆိုလို့ရှိရင်ခမုံ chest price ပြပါမယ်ဒီလောက်ရှိရဲ့ပေါ့နော်ခမုံဝေတော့တသောင်းလောက်ပေါ့နော်တသောင်းတော့မပြည့်ဘူးတသောင်းအတိလောက်လားအဲ့လောက်ပဲရှိမယ်တသောင်းတီကိုဒီနေ့ရဲ့တောက်ကြနေ price ကအဲ့ 1964ပေါ့เนาะခမွေတော့1000အတိပဲဒါအခု1984ဆိုတော့ခမောင်9984ဒဂရမ်မှာခမုံ9684ရန်မြက်သွားပြီ။ဒါက20ဂရမ်ဆိုလို့ရှိရင်ဘယ်လောက်လဲ။ခမုံကဒါက20ဂရမ်ပဲပြရတာ။ခမုံဘယ်လောက်ရှိလဲဆိုတော့ခမုံမပြောသေးဘူး။အဲပြီးတော့ကျတော့ခမုံကဒီဟာကို အိမ်မှာအခုထားတာပဲဒီဟာကိုအိမ်မှာထားလို့အများကြီးပဲစုပြီးတော့ထားရလို့ရှိရင်ဒါကအနေများတဲ့ဂျပန်မှာဘာလို့လဲဆိုတော့ဂျပန်မှာလေမြန်မာနိုင်ငံလိုတခိုးမရှိလို့မပြောလို့မရတခိုးတပြားလေးရှိရဲအဲ့တော့ကြောင့်မို့အဲ ကမ္မကမ္မကအဲ့နော်ကမ္မရဲ့ရွှေတွေအပစ္စည်းအဖိုးတန်တဲ့ပစ္စည်းတွေအကုန်လုံးကိုကမ္မကအဲ့တော့ဒီအိမ်မှာမထားပါဘူးခါရှိကင်းကိုဆိုတဲ့ဟာလေးရှိပါတယ်ခါရှိကင်းကိုကဘဲကင်းကိုမဆိုဘဲဘန့်မဆိုရှိပါတယ်ကိုရီးယားအဒရာမာဒရာမာတို့မီမူဗီတို့မှာတချို့တွေ့ပါလိမ့်မယ်ဘန်မှာသူရဲ့အဲ AI security မြင့်တဲ့ box လေးတွေကိုယ့်ရဲ့ကိုယ့်ရဲ့အဲ security box ပေါ့နော်အဲ့ box လေးတွေရှိရဲ့အဲ့မှာကိုယ်ကိုယ်အတွက်ကိုယ်တီးတန့်ကိုယ်ပိုင်နေရာလေးအများကြီး space မကြီးဘူးဆိုလို့ရှိရင်ဥမာအဲတချို့ဂျပန်နေခမုံခမုံအဲ့ဒီခါရှိကင်းကိုယ်တီးတာခမုံအဂျပန်အတီးတယောက်ကသူ့ရဲ့အာသူတို့ကအရင်ချမ်းသာဆိုတော့သူတို့ရဲ့ PC ကိုသူတို့အဲ့ကင်းကိုမှာပဲထည့်ထည့်တာအာဟန်ကိုဝါစာအကုန်လုံးအဲ့ဆိုတော့တခုခုဖြစ်ပြီဆိုလို့ရှိရင်သူကအဲ့ကင်းကိုမှာတော်တော်ထုတ်နေရတယ်ဆိုပြီးတော့အာဆုတ်ကိုဟာကင်းဘာလဲပြပြမဲ့ အဲခင်းကိုဗောနော်ခင်းကိုမှတထုတ်ကြရဲဆိုပြီးပြောတော့ကာကြကမအဲ့လိုတီသွားတော့အိမ်မှာဖူးတံပစ္စည်းဆိုရင်မထားဘူး 哎，可是经过，可是经过，但你嘛，嗯，得当做 space 啊来挂话嘞，比如平板嘞啊来来挂嘞，就讲么，但你。တနေ့မှမတတောင်းကြောပေါ့နော်တလောက်တထောင်လောက်ပဲရှိရဆိုအာခမောအဲ့မှာထားတတ်တယ်အဲ့လိုဆိုတော့အခမောဝဲဒါအခုဟိုတလောကထပ်ဝဲထားတဲ့ဟာလေးပေါ့နော်ခမောဟိုတလောကအာအဲ့တနေ့ တနေ့လောက်ဘာမှမဝယ်ဘူးဘာလို့ဆိုအရန်ယူတက်လာလို့ခမတနေ့ဝယ်တော့တသောင်းပေါ့နော်တသောင်းပေါ်မှာအခု9000ကျော်တက်လာတယ်အဲ့9000မှာမှအခုတော်တော်လေးကိုတက်နေရဆိုတော့ဒါပေမဲ့ပတ်စံကိုဒီတိုင်းထားတာလဲစိတ်မကြိုက်ဘူးခမပတ်စံကြီးကိုဘန်ထဲမှာထည့်တာမကြိုက်အဲ့လို့ဆိုတော့တခုခုနဲ့ပြောင်းချင်တာဆိုတော့အာဒါဟုတ်တော့ထပ်တော်ဝယ်ရပါတော့တခြားဟာတွေစုတာများတယ်ကျမအမျိုးသားကြတော့အဲ့လိုမျိုးအဲနီစာတို့ပြီးတော့တခြားဟာတွေပေါ့နော်အဲ stock တို့ဒီနီစာတို့သူကအဲ့ဒါဆိုတယ် come on ကြရလို့ရွှေမျိုးတွေဆိုပြီးအဲ့တော့ဆို come on မြောက်ကတခခုပါပဲဖြစ်ဖြစ် come on စီမှာအဲ့လိုတမျိုးရှိရဲသူစီမှာတမျိုးရှိရဲအဲ့လိုဆိုနှစ်နှစ်ယောက် balance ညီအောင်လို့ကိုပစံတူပစံအဲ့လိုဆူတာများပါတယ်ရှင် come on မြောက်လုံးကအရင်ဆူတာလဲသဘောကျတယ်ပြီးရခါကြတော့ဘလိုမျိုးပစံဆူတယ်ဘလိုမျိုးပစံတုံးလဲဆိုတာလဲအားလုံးကိုအနောက်နောက်ထပ်ထပ် share ပေးချင်ပါတယ်ပြီးရကြတော့ king ဒီ or ဒီ goal နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့ အပိုပြောရမယ်ဆိုလို့ရှိရင်ဒါကခုအဲဂျပန်ကထုတ်တဲ့အဲတော့ဌာနကခီကင်းဆိုကူဆိုတဲ့နေရာလေးကဝေတဲ့ဟာပါအဲဂျပန်အဲ့ဌာနကခီကင်းဆိုကူမှာဆိုဒီဌာနကဆန်မဟုတ်ပါတခြားအာတခြားခင်းရောင်းတဲ့နေရာတွေပေါ့နော်တခြားဂိုးပိုင်းရောင်းတဲ့နေရာတွေမှာလည်းဒီကအပြင်ကို အာကနေဒါကခွိုင်းလိုခြင်းလားနောက်မို့ဆိုလို့ရှိရင်အဲ့တော့အမေရိကကဟာလိုခြင်းလားအဲ့လိုမျိုးရွှေထုတ်တဲ့နေရာပေါ့နော်ဘယ်နေရာမဆိုဟာလေးတွေရှိပါတယ်ရှင်ကမ္ဘောကဒီတစ်ခေါက်ဒါဝယ်ပေမဲ့နောက်တစ်ခေါက်ဆိုရင်ကမ္ဘောတခြားဟာဝယ်ရင်ဝယ်မှာအဲ့ကြောင့်မို့အဲ့တော့ဒီတစ်ခုလည်းမဟုတ်ဘူးအဲ့တော့အခု Facebook ပေါ်မှာ အကုန်လုံးဒီဌာနကပဲတွေ့နေရတယ်ဒါပေမဲ့ဌာနကတစ်ခုလည်းရှိရမဟုတ်ဘူးဆိုရဟာလေးကိုအားလုံးကမ္ဘောမိတ်ဆက်ပေးချင်တာပါရှင်အဲ့တော့ဌာနကဒီဂျပန်မှာရောင်းရင်တော့ဒါဂျပန်ဟုတ်ပေမဲ့ အေးဒါကနိုင်ငံခြားကိုယူသွားလို့ရလားမရလားလည်းမသိဘူးဆိုတော့ ဲ့တော့ဥမာဂျပန်မှာရောင်းမယ်ဆိုရင်တော့အဆင်ပြေရယ်ဂျပန်မှာနေမယ်ဂျပန်မှာစုမယ်ဆိုရင်တော့အဆင်ပြေရယ်နိုင်ငံခြားယူသွားလို့မို့ကျတော့နိုင်ငံခြားမှာလည်းအနော်ရောင်းလို့ရတယ်ဘာလို့ဆိုတော့ကင်းရတော့နိုင်ငံတကာပဲဆိုပေမဲ့ဒါသူတို့နိုင်ငံမှာထုတ်ထားတဲ့အတွက်ကြောင့်သူတို့သူ့နိုင်ငံမှာတော့ဟိုဖြစ်တာပေါ့နော်တခြားအဲဒီဌာနကမှာတခြားဟာဝယ်လာပြီးတော့မှဌာနကမှာပြန်ရောင်းမယ်ဆိုလို့ရှိရင်လည်းသူကအယောတော့လက်ခါရီအဲတော့ထဲဆွတယ်ပေါ့နော် နှုတ်ပါတယ်။ဒါဝယ်တော့ကလည်းဥမာဆိုလို့ရှိရင်1020 gram 2000ဆိုလို့ရှိရင်သူစီမှာက20 gram နေစားပြီးတော့မှအဲ service fee 8000 4400လား8000 800လားမသိဘူးယူပါတယ်ရှင်။ပြန်ရောင်းရင်လည်း2200 4400အဲ့လိုမျိုးယူပါတယ်။ပြီးရကကြတော့ဂျပန်မှာကတည်ရတဲ့အတိုင်းပဲဘာလို့လို့ဘာဘာပဲလို့လို့ဘယ်လောက်ပဲရရ tax ဆိုတာရှိပါတယ်။အကယ်၍ရွှေစုပြီးတော့အရင်အမြတ်ကဘလောက် ထီလင်းမသိများသွားပြီဆိုလို့ရှိရင် tag ဆောင်ရပါမယ်တဲ့အဲ့တော့ကြောင့်မို့အဲ့တော့ရောင်းပြီးတော့မှနည်း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 ချင်းစီခွဲပြီးတော့မှပြန်ရောင်းပါတော့နောက်မို့ဆိုလို့ရှိရင် tag ဆောင်ရပါဆိုလို့အဲ့ဒီဒါဝင်တော့ကြောက်ခမို့4400အယောဒရလကအယောဒရလကမထက်ဆွတ်ရောပေါ့နော်သူတို့ဒီအသုံး 1k လေ 1k kg ရနေပြီးတော့မှ 20g လောက်ပို့အတွက်အယောဒရလကအစပစ်ပီယို၄000လေးရပေးရပါတယ်ရှင့် ်ဝယ်တဲ့ခါကျရင်သူတို့လို slip လေးပေးရအဲ့ slip မှာကာမိုဗယ်နီးယားဝယ်တယ်ဘလောက်ပေါက်သေးရှိရဲဆိုတော့ရေးပေးတာရဲ့အတွက်ကြောင့်မို့ပြင်ရောင်းလို့ရှိရင်ဒီဆိုင်ရွက်လေးကမဖြစ်မနေလိုအပ်တဲ့အတွက်ကြောင့်မို့အကဲရွှေလုံးဝယ်ကြပြီဆိုလို့ရှိရင်ဒီဆိုင်ရွက်ကလေးမဖြစ်မနေအမောတင်ထားပါရှင်။အေးဒီဌာနတကြီးကျင်းစိုးကနေရာတိုင်းမှာမရှိဘူး။ရှေးစိုးကမှလည်းမရှိဘူး။ဒါပေမဲ့ရှေးစိုးကရဲ့သူတို့အာနော်လက်တွဲပူးပေါင်းထားတဲ့ဆိုင်ရွှေဆိုင်အာ jewelry ဆိုင်ပေါ့နော်အဲ့ဆိုင်မှာတခါမှတဝေတာပါအဲ့လိုဆိုအခုဒါအခုနောက်ဆုံးဝေထားတဲ့ဟာကတောင်းကသမီးခမဝေတာပလား15200နဲ့အဲ့တော့ဝေလိုက်တာ15258လားမသိအခုမနေ့က15600ဆိုတော့ခမ3ရက်လား4ရက်လားပဲရှိသေးတယ်အဲ့တော့16000လောက်မြတ်သွားပြီအဲ့လိုမျိုးပေါ့နော်ခမဘလောက်ဝယ်တဲ့ပုံမှာမူတည်ပြီးတော့မှာအဲ့လိုဆိုတော့3ရက်နဲ့ တောင်း6000မြည့်တယ်ဆိုမစိုးဘူးလေအမမကျတော့အရောအတွက်တွေပါလေခမောမထမတွက်ထားဆိုပေမဲ့ရွှေရကြတော့ခမောအာကိုအဲ့လိုမျိုးလက်အချိန်တိုးတွက်မဟုတ်ပဲနဲ့ရေးရှိအတွက်စူဆောင်းခြင်းနေဆိုရင်တော့ရွှေကိုအနော်အစစမဲလောက်ပါတယ်ရှင်ဒီခမုံအရင်သဘောကျတဲ့သူပေါ့နော်အဲတော့ rich dad and poor dad ဆိုရဲစာအုပ်ရေးတဲ့သူ ရဲ့သူပြောတဲ့စကားလေးခေါမအရင်တော့ကြာလို့အကြွေရွှေမစုနိုင်ဘူးဆိုလို့ရှိရင်လည်းငွေစုကြပါလို့ရွှေငတ်ကိုငွေရနည်းနည်းပို့ပြီးဆေးပေါ်တယ်ဒါပေမဲ့ငွေလည်းဒီမျိုးတက်နေရပဲဆိုတော့1 gram ကို saver ပေါ့နော် saver တုံး saver လိုက်လို့မျိုးအပြားလေးပဲရှိရဲ့အရှိမစုနိုင်တဲ့ရင်တော့ငွေစုကြပါလို့ savers ဒီအပြ2025မှာ saver 1 gram ကို၈ရန်ကနေ180ဆိုတော့ကြည်လိုက်အဲ့လိုဆိုတော့ come on သူပြောတဲ့ဟာလေး come on အရင်သဘောကျလို့အလုံး come on ကို share ပေးချင်ပါတယ်အလုံးလေးကဲလည်းမျိုးစုရတာဝါသနာပါတယ်ဆိုလို့ရှိရင်တော့ရွှေမစုနိုင်သင့်တော့ငွေစုကြပါလို့တကယ်ကောင်းပြောတာအဲ့တော့ရွှေနဲ့ platinum နဲ့ king ဝယ်လို့ရပါတယ် come on ကတော့

Mm. Okay. All okay. Right. So if you want to get rich, get silver today. Best investment of all. just to ho kamano card to ku shin ya ba bi shin ba ma eto shin sa re ba le ma lo shin sa so ra eto sit sei mi mian ni ba lao lo chin အဲရော့ဒီဟာကပ်ပြပြမယ်ဘလောက်လိုချင်လဲရေးပေးမယ်ပြီးရင်လက်မှတ်ထိုးမယ်ပစ္စည်းယူမယ်ဒါပါပဲရှင်အဲ့တော့ကြောင့်မဘာမှမလိုအပ်ပါဘူးလို့အင်တာနက်ကနေတော့ခမုံမလို့မလို့စေချင်ပါဘူးဘာလို့ဆိုကိုလည်းနားလဲရလဲမဟုတ်ပဲနဲ့ပတ်စံကြီးပဲအဲ့လိုကိုရဲ့မမသူတို့စီမှာတော့လို့စမီတတဲစုတာဆုဆောင်နေဆိုပြီးတော့ပြောပေးမယ်အဲ့လောက်ကြီးဆုဆောင်တာမဟုတ်လေကိုယ့်ညိုပတ်စံစုပြီးတော့မှအတုံးတစ်ခုခုဝင်ဝဲ1 gram ကနေဝယ်လို့ရရဖြစ်တဲ့ကြောင့်မို့1 gram ဆိုလို့ရှိရင် ပပလေးရလိမ့်မယ်အဲ့ရွှေပြားလေးပေါ့နော်အဲ့ဆို1 gram ရှိမယ်5 gram ရှိမယ်10 gram ရှိမယ်20 gram 20 gram ပင်တတိမရှိပေမဲ့20ကနေပြီးတော့50 gram ဖြစ်သွားမယ်50ကနေ100 gram ပေါ့နော်အဲ့လိုမျိုးတွေရှိရတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ budget အပေါ်မှာလိုက်ပြီးတော့မှကိုယ်စုသွားပါအဲ့လိုဘလောက်ပဲတတိလေးပဲဖြစ်ဖြစ်များလာလို့ရှိရင်နောက်စုရောင်းလို့ရှိရင်အဆင်ပြေမှာပဲနေရှာပဲလို့အားကြောင့်မို့အလုံးရှိစုပြီးတော့မှတိုးပွားကြီးပွားနိုင်ကြပါစေရှင်ဟုတ်ကဲ့ အမွေဗီဒီယိုလေးတို့နောက်ဆုံးတည်ကြည့်ပြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်လို့ဒီဗီဒီယိုလေးကြိုက်လို့ရှင့် like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့เนาะ bye bye